အဲဒီဘယ်လိုပြောမှာဆိုကျွန်တော်တို့ဒီကာလာဝေးမှာဆိုရင်ကျွန်တော်ကာလာရဲ့အပြည့်စုံကျွန်တော်လောက်လို့မရဘူးเนาะဒီ ICR မှာဆိုရင်ကျွန်တော်တို့ကာလာကာလာစပစ်အဝဲတော့ကျွန်တော်ပြောလို့ရတာဗောနော်ကာလာစပစ်အဝဲဗောနော်ဒီလောင်းကကာလာပိုင်းကိုကျွန်တော်တို့လောင်းကအသေးစိတ်ကျွန်တော်ပြန်ကန်လို့ရတယ်ဒီ ICR နဲ့ကျွန်တော်တို့ရဲ့ ICR နဲ့ကျွန်တော်တို့ဒီကာလာကြောင်းတိပါရေဗောနော်ဒီ ICR မှာလောင်းကလောင်းကကန်လို့ကောင်းတာဗောနော်โอเคကျွန်တော်စကားပြောနေနေ share ဝတ်တယ်လို့ပဲ โอเคကျွန်တော်တို့ဒီ IPR အကြောင်းကျွန်တော်ဝင်ရအောင်ဗျဒီ HDR မှာဆိုရင်ကျွန်တော်တို့အခုကျွန်တော်အခုကျွန်တော်အခု footage ကဘောနော် plan magic တော့ကျွန်တော်ရိုက်ထားတာဗောနော်ဒီ plan magic တော့နဲ့ရိုက်တာညကျွန်တော် camera raw setting ကျွန်တော်တော့တုံးလုံးရပါတယ်ကျွန်တော်တို့ Sony မှာဆိုရင်တော့ကျွန်တော် Sony မှာဆိုကျွန်တော်ဒီ raw setting ကျွန်တော်တုံးလုံးမရပါဘူးဒီ S-log နဲ့ရိုက်ထားမလို့ဖြစ်ပါဒီမှာဒီ HDR မှာဆိုဒီ color wheel မှာဆိုကျွန်တော်၄မျိုးဗောနော်ဒီ HDR မှာဆိုရင်6မျိုးလောက်ရှိတယ်ဗောနော်ဒီအပေါ်မှာဆို6မျိုး wheel တွေ6မျိုးရှိတယ် share ရရဲ့ like ရဲ့ highlight ရဲ့ပြီးတော့ specular ရဲ့ go ရဲ့ဒီ go နဲ့ go နဲ့ offset နဲ့ကကျွန်တော်တို့မတူဘူးဘောနော် go ရဲ့ go မှာဆိုရင်ကျွန်တော်တို့ဒီ one slot တင်နိုင်ကျွန်တော်တို့ camera မှာ one slot တင်တာ ਨੇ ဒီ go မှာ one slot တင်တာ ਨੇ လောမှတူတူပါပဲအာဥပမာနဲ့ကျွန်တော်ပြောပြောင်းတာဒါကကျွန်တော်ကျွန်တော် one slot တင်နိုင်မှာဘောနော် one okay ဒါ one slot ကျွန်တော်တင်ထားတာဘောနော် ဒီမှာတော့ကျွန်တော်တင်ထားတယ်โอเคဒီဟာလေးကိုကျွန်တော်အာ stay နေနဲ့ကျွန်တော်ထားလိုက်မယ်เนาะ stay ဒီဟာလေးကျွန်တော် reset ပြန်လုပ်လိုက်မယ်โอเคအာအဲ့တိုင်းပဲကျွန်တော်ဟိုဒီဒီ exposure မှာကျွန်တော် one slot ကျွန်တော်တင်လိုက်မယ်ကြည့်ပါဒါเนาะတူပဲဗျာတိတ်လားတူပဲ ူတူလာပဲတကယ်ကျွန်တော်တို့ exposure ကြီးလို့ရတာမဟုတ်နည်းနည်းပဲကွာပါတယ်ဒါ one slot တင်တာချင်းတူတူပါပဲနည်းနည်းနည်းတဲ့သူကွာတာပါเนาะ okay ကျွန်တော်ဒီကင်မရာရောရဲ့အဲဒီ goal ကြောင့်ကျွန်တော်ပြောပြပြောပြတာပေါ့နော်နောက်ခုကျွန်တော် footer နောက်ခုကျွန်တော်ထည့်ပါမယ်ဒီ power grade ကတော့ကျွန်တော်အာ free ကျွန်တော်မတင်တာပေါ့နော်ဒါကျွန်တော်ရဲ့ကိုပိုင် cover grade ဖြစ်တာလဲပါတယ်နောက်နောက်မှကျွန်တော်စိတ်ရှိရင်မှကျွန်တော်အဲ့လိုမျိုးပေါ့နော် ပေးရင်ပေးမှာပေါ့နော်အခုတော့အခုတော့ကနာပေါ့နော်ကျွန်တော်ဟိုကျွန်တော်ရဲ့ဟိုဟိုလည်းပဲရင်တောင်းကြည့်ပေါ့နော်ဒီရဲ့ power grid ကအကျစ်ပါသွားမယ်ကျွန်တော်ကျွန်တော်ကျွန်တော်ကလည်းလောက်ထားတဲ့ color grid မလိုပါဘာရန်လဲလှ Okay စရအောင် HDR မှာ6မျိုးမှာဆိုရင်ကျွန်တော်တို့ဘလို့တောင်းရမယ်ဒီ go နဲ့ go နဲ့ upset မှာတောင်းတာချင်းအဲ့ဒါလည်းကွာပါဗျာပြီးမှ go မှာဆိုရင်ကျွန်တော်တို့ဒီမှာဒီ go ရဲ့ color grid ပေါ့နော်အရင်ဒီကျွန်တော်တို့တဲ့ဘာလို့စကောက်ကျွန်တော်ဖွင့်လိုက်မှာကွာ ကိုမှကျွန်တော်တို့ဒီအဝါရတဲ့နေလုံးဝကျန်းလို့နည်းနည်းပဲချွေးရတော်တော်ကျန်းလို့ပြောရမယ်ဒီဟာကိုမှကိုဘာလို့ဒါကိုကိုရဲ့အလောက်တာပြီးတော့ကျွန်တော်ဒီဒီဟာကျွန်တော် reset လုပ်ပြီးတော့ကျွန်တော်ဒီ offset မှာဆိုရင်ကျွန်တော်တနေ့တိတ်တိတ်ဘယ်လိုအဲ့ရထားတာဘယ်လိုဖြစ်လို့နည်းနည်းမကောင်းဘူးလို့အာကျွန်တော် offset မှာကျွန်တော်နည်းနည်းတင်လိုက်မှဆိုရင်ကျွန်တော်ပပလေးတို့တင်သွားတယ်ဟုတ်ပပလေးတို့သွားအဲ့ဒီ ကျွန်တော်တို့ကျွန်တော် skin တွေပါတော့ကျွန်တော်ကိုင်မှာကျွန်တော်ဟိုအရင် lesson မှာကျွန်တော်ပြပြတာရှိပါတော့ဗောနော်ဟိုအရင်အရင် lesson မှာကျွန်တော်ပြောထားတာရှိတာဗောနော်ကျွန်တော် skin တုံးနေကျွန်တော်ဘလိုကိုင်တာလဲပိုင်းကျွန်တော် skin ကိုမှန်အောင်ဘလိုလောက်ထားရဲဆိုတာလေညပြောထားတာရှိပါတယ်အဲ့ဒါလေးကိုဒီကျွန်တော် upset မှာတော်တော်များကျွန်တော်လောက်တာဗောနော်ဒီ HDR မှာကျွန်တော်မလောက်ပါဘူး HDR မှာကျွန်တော်တော်တော်များများကျွန်တော် highlight တို့ shadow တို့ light တို့ back လို့ကျွန်တော်ခိုင်နာများပါတယ်ဒီဘေးနားမှာဆိုရင်ဗာဆရာတူတူဆရာကဒီမမထောက်ခဲ့ရင်ကျွန်တော်တို့ဒီဟာလေးပေါ့နော်ဒီကျွန်တော်တို့ဒီ laptop တုံးတမားဆိုရင်ကျွန်တော်ကျွန်တော် laptop တုံးတမားဒီဒီဘေးနားကဘေးနားကမြားလေးကိုကျွန်တော်နှိုက်လိုက်ပါဘေးနားမနှိုက်လိုက်မတူမှာဆိုရင်အများကြီးဒီဒီဟာလေး line နေပေါ့နော်ဒီ zoom နေရှိမယ်ဒီမှာကျွန်တော်တို့ရဲ့ဒီ color wheel ပေါ့နော်ဒါ zoom wheel ပေါ့နော် zoom grab လေးပေါ့နော် ဒီဟာလေးကိုကျွန်တော် zoom grab လို့ရှိပါတယ်အဲ့ဒါလည်းကျွန်တော်လုပ်လို့ရပါတယ်ဒီကျွန်တော်တို့ light highlight uh, specular မှာကျွန်တော် bevel chain တွားပြီးတော့ bevel chain မှာရှိပြီးတော့ကျွန်တော် black dark shadow မှာညာဘက်ခြမ်းရှိတာပါเนาะဒီသူ့ရဲ့သူ့ရဲ့ပုံစံဒါပြ histogram မှာပေါ်ဒီမှာ histogram ရှိ histogram မှာပေါ်ဒီအားမှာဆို histogram on off ရှိပါတယ်ဒီမှာ on on လိုက်ပေါ်နော် histogram histogram ဒါအလဲမှာဆို mid tone ပေါ်နော်ဒီအလဲမှာဆို mid tone ဒါဒီမှာဆိုကျွန်တော် highlight ဒီမှာ highlight ပဲတော့နေတယ်ဒီမှာ light ပဲနော် the highlight ဒီမှာ highlight the light အလင်း highlight ဒီအမျိုးသူဒီမှာအနီစက်လက်သူပြရတာမြားလက်သူပြရတာပဲဒီက intensity ပဲနော်ဒီတော့ကျွန်တော်တို့ဒီ highlight ရဲ့ intensity ပဲဒီဒီ highlight မျိုးဆိုကျွန်တော်တို့ဒီမှာ fade off ဆိုကျွန်တော်တင်လိုက်မယ်ဆိုရင်ဒီမှာသူတင်တူတူတူဒီမှာအဲ့လိုမျိုးလေးသူလောလောပါတယ် intensity လို့ပြောတာပေါ့နော်ဒါက main main rate ပဲနော်ဒါတော့ကျွန်တော်ဒါလေးရွှေ့တာဖြစ်ပါတယ် ဒီ slide slider နဲ့ share လို့ရတယ်လို့ကျွန်တော်တို့တရားလေးခိုင်ပြီးကျွန်တော်တို့ share လို့ရပါတယ်ဒီကျွန်တော်တို့ကြိုက်တယ်လို့လို့ကျွန်တော်လုပ်လို့ရတာပါနော် okay ဒီဟာဒီမှာ၃ခု okay okay ကျွန်တော်အခုတခုကျွန်တော်ပြချင်တာပါနော်အခုကျွန်တော်တို့ဒီဟာလေးကိုကျွန်တော် share လို့ share လို့ကျွန်တော် share လို့ကျွန်တော်နည်းနည်း short ချင်တာပါနော်ဒီ share လို့ကျွန်တော်တို့ဒီ footage ကကျွန်တော် share လို့နည်းနည်း short လိုက်မယ်ဒီ footage ကနော် content နဲ့တက်လိုက် okay ဒီကျွန်တော်တို့ဒီ food tip ကိုကျွန်တော်တို့ share share ပဲတက်တက်ပဲကျွန်တော်ခိုင်းဒီ share ဆိုအခုသူပြနေရပါတော့ဒါလေးကိုကျွန်တော်ဖြည့်ချင်း ship အဲ့ကျွန်တော်နှိုင်းလို့ရပါတယ် ship အဲ့ပေါ့နော် ship အဲ့ကျွန်တော်နှိုင်းလို့ရပါတယ် ship အဲ့မှာဆိုဒါဒီနေရာမှာဒီဒီခဲနေရာမှာမထည့်ဒီနေရာမှာတော့ဒီဒီနေရာမှာထည့်တာပေါ့နော်ခဲနေရာမှာတော့မဟုတ်ဘူးဒါသူ့ရဲ့ကျွန်တော်တို့ instant ချင်းနဲ့ထက်ကစားလို့ရတာပေါ့နော် အာဒီမှာလူဝါသေးမှာဒီမှာနည်းနည်းလို့ဒါပစုံလုံးထိတယ်ဗျဒါလောင်းဝလောင်းဝလောင်းဝထိတယ်ငါ ship ဒါဆိုအဲ့လိုဖြူသွားရင်ပစုံလုံးထိတာဗောနော်ကျွန်တော်တို့တို့တို့ဒါလေးရှော့လိုက်ရင်ခပပါလေးပဲပတိနာခပပါလေးပဲပတိအဲ့လိုခပပါလေးပဲကြည့်ဒါခပပါလေးဒါကလောင်းဝ ်များပါမှာ agency များပါကျွန်တော်တိတ်မကြိုက်ဘူးနော်အဲ့လိုမျိုးတွေပေါ့နော်ဒါဆိုဒါ share နေရဒါဆိုရင် like like ဆိုရင်ကျွန်တော် ship အဲ့ share နေပြီးရင်ကျွန်တော်တို့ဒီကျွန်တော်ကစွန်းနာကကျွန်တော်အဖြူမဲနှိုက်ကလည်း option ship အဲ့ပေါ့နော်ဒီ option ship အဲ့နှဲ့ပြီးကျွန်တော်အဖြူမဲပုံစံမျိုးကျွန်တော်မြင်ရတာပါเนาะသူအဖြူအဖြူဆိုရင်အခုကျွန်တော်တို့ ထိချင်နေရတယ်ပေါ့နော်အဖြူစွန်းတော့ထိချင်နေနေရတယ်အမဲဆိုရင်ကျွန်တော်မထိချင်နေတဲ့ဒါဆိုအဖြူစွန်းတမ်းမှာဒီ line တွေပေါ့နော်ဒီ line တွေမှာ line တွေမှာကျွန်တော်အဲ့ကျွန်တော်အဝါရောင်ထည့်လိုက်မယ်ဆိုတော့အမိုင်းလာအဝါရောင်ထိပါအောင် line ဆိုကျွန်တော်မှာအနီရောင်ထည့်ရန်အနီရောင်ထိပါရဲအဲအဲ့ဒီမျိုးတွေပေါ့နော်နားထဲမှာဆိုတော့ situation ကျွန်တော် short short လိုက်ပါမလားအဲ့ဒီမျိုးကျွန်တော်လုံးလို့ရတာပေါ့နော်ဒီဟာဒီဟာကျွန်တော်တော့၃မျိုးပုံတယ်ပေါ့နော်အာနောက်နောက်ခါကျွန်တော်ဒီ လိုက်ပြီးကျွန်တော် highlight နေရကျွန်တော်ထပ်ချိန်ပြီးမတရားဆက်လို့ဒီအဝိုင်းတဲ့အပေါ်ဆုံးအဝိုင်းကိုကျွန်တော်နှိုက်လိုက်ဒီလားနှိုက်လိုက်ဒါပဲနေရာမှာသူထိလဲ okay အာဒါ highlight ဒီ line နဲ့ပဲထိရကျွန်တော်တို့အဲ့ဒါကိုကျွန်တော် ship 8ကျွန်တော်နှိုက်ပြီးတော့ဒီကနေလဲကစားလို့ရတလို့ကျွန်တော်တို့ဒီ zone ကိုတွားပြီးတော့ကျွန်တော်ကစားလို့ရတာပေါ့နော်အာမကျွန်တော် laptop မှာဆိုရင်တော့နော်ဒီဒါလဲ zone ကိုကျွန်တော်ပြန်ပြထည့်ရမှာနဲ့ဗာနဲ့ဒီကနေသူတို့ကစားလို့ရပါတော့ ဒီကဒီတပန်းကြီးကိုကျွန်တော်အရန်ချစ်တယ်အဲ့ဒါလည်းပါတယ်ဆိုတော့မျိုးစလုံးတူကျွန်တော်ပေးရတာပေါ့နော်ဒီ HDR ကိုကျွန်တော်အရန်ချစ်တာပေါ့နော်စောင်းအောင်ကျွန်တော်တိုက်တယ်ဒီ HDR ဒီကပြီးတော့ဒီက intensity ပေါ့နော်ကကိုဘယ်လောက်ထိထိချင်တယ်လဲပါပါလည်းပဲထိချင်တယ်မှာဆိုတော့ okay ဒါလေးဆိုတော့ highlighter မှာဒီအဝိုင်းလေးပြီးတော့ ship အင်း ship နိုင်ပြီးရင်အမ်ကျွန်တော်တို့ ဒီဟာလေးကျွန်တော်ဘယ်နဲ့ကျွန်တော် reservation short channel က exposure ပပလေးတင်ခြင်းလားပပလေးပဲနော်သူကအရန်ချင်းမမြန်အရန်ချင်းလုံးလို့မရဒီနေရာမှာလေပြီးတော့အာကျွန်တော်တို့အပြာထည့်ခြင်းလားအဝါထည့်ခြင်းလားအာအမြန်နေညနေခင်းခင်းလေးနဲ့တိလား okay အဲ့လိုမျိုးလေးဒါဒီကျွန်တော်ဒီ ADR ဒါကျွန်တော် basic လာကျွန်တော်လုပ်ပြတာပေါ့နော်ဒီရဲ့ဒီ team တို့ team တင်းတို့ temperature မှာဆိုရင်အဲ့ဒီ diamond contract မှာ contract မှာဟိုနိုင်ခက်ဆင်ဆင်ပဲပေါ့နော် contract တို့ပါတော့ခက်ဆင်ဆင်ပါပဲဒါပေမဲ့ဒီရာဒီနေရာမှာကျွန်တော် contract တို့ sorry အာဒီနေရာမှာကျွန်တော် contract paper တို့ကျွန်တော် miss တို့ကျွန်တော် type type လို့ကျွန်တော်တိတ်မတုံးဖြစ်ဘူးပေါ့နော်တုံးတော့တုံးတော့ miss တော့ကျွန်တော်တုံးတော့ပေါ့နော်ဒီကျွန်တော်တုံးမှာ category color wheel ကျွန်တော်တုံးများတာဖြစ်ပါတယ် okay ဒီနေ့က HDR ကအာဒီလောက်ပါပဲ အာကျွန်တော်ရဲ့ basic color grading ကိုကိုနေတိုင်းကြည့်ကြည့်ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကို like follow လုပ်ပေးကြပါအာဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲကံကောင်းခြင်းမြတ်စွာနဲ့ပါရှင်ကြပါစေ bye bye